ဒလားမြို့နယ်ဟာရန်ကုန်မြို့ရဲ့တစ်ဖက်ကမ်းမှာဖြစ်လို့ရန်ကုန်ကနေကရိုသမော်စီပြီးတွားရောက်ရတာဖြစ်ပါတယ်။မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ခရီးသွားဧည့်သည်တွေအတွက်ဒလားတစ်ဖက်ကမ်းမှာစိုက်ကားစီးတဲ့ခီးစဉ်ကိုတိုးကုမ္ပဏီတွေက2008ခုနှစ်ကစတင်မိတ်ဆက်ပေးခဲ့တာပါ။ရန်ကုန်ကိုရောက်တဲ့ကိုရီးယားခီးသွားဧည့်သည်တွေတိုင်းဟာဒလားတစ်ဖက်ကမ်းကိုကူပြီးစိုက်ကားစီးဖို့မဖြစ်မနေတွားရောက်ကြတယ်လို့ကိုရီးယားခီးသွားအယ်လန်ညွန်တွေကပြောပါတယ်။ အကုန်လုံးမိဘကကိုရီးယားဧည့်သည်များတို့အကုန်လုံးမိဘကဆိုင်ကားစီးဖြစ်တယ်စီးဖြစ်တယ်ဆိုတာကရန်ကုန်မှာလေတဲ့၃ရက်ဆွဲမှာကျွန်တော်တို့ကတချို့ဧည့်သည်ကဘယ်မှမသွားကြဘူးဘယ်မှမသွားကြတဲ့ဧည့်သည်တွေပါတယ်အဲ့တော့ကျွန်တော်တို့ကဒလားဟိုတော့မပြစ်မနေသွားဖို့သွားကြတယ်ပုံစံရှိတာအဲ့ဒီလိုဆိုင်ကားစီးရမှာဒလားမြုပ်စင်ရဖုံးရက်ကွက်တွေကလမ်းတွေကိုပတ်ပြီးစီးနှင်းကြတာဖြစ်ပါတယ်ကိုရီးယားခီးသွွားဧည့်သည်တွေမျိုးတစ်ပတ်ပတ်ပြီးဆိုင်ကားစီးရလမ်းကြောင်းတစ်လျှောက်မှာဒေသခံတွေနဲ့ကလေးငယ်တွေက နှုတ်ဆက်ကြတဲ့အတွက်စိတ်ဝင်စားလာရောက်ကြတာဖြစ်တယ်လို့သိရပါတယ် It was great because uh because normally uh in our countries or other countries they don't really have like bicycle ဆိုင်ကစီးပီးရှော့လေရတာကိုကြိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံနဲ့တခြားနိုင်ငံတော်တော်များများမှာဒီလိုလူကနင်းပြီးခီးတယ်တွေရှော့လေလို့ရတဲ့စိုက်ကားဆိုတာမျိုးမရှိတော့ပါဘူးနောက်တစ်ခုက စိုက်ကားစီးပီးလေပက်ရတာဟာစိတ်သက်သာရာပိုရပါတယ်လို့ကိုရီးယားလူမျိုးဂျွန်ကပြောသွားတာပါ ိုက်ကားနဲ့ရှောက်လေတာဟာဒေသခံစိုက်ကားသမားတွေအတွက်ဝင်ငွေကောင်းတဲ့အလုပ်ဖြစ်လာပါတယ်။စိုက်ကားတစ်ပတ်စီးနှင်းကားကိုခီးတဲ့တူ3000ကချက်ခန့်ရပြီးစိုက်ကားနှင်းသူတူရဲ့တရက်ပြောင်းပြောင်းဝင်ငွေဟာချက်8000ကနေ1000ခွဲလောက်ရရှိတယ်လို့သိရပါတယ်။လွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကကြိုလာတာပေါ့နော်။လာခဲ့တာပေါ့အဲ့ဒါအဲ့ဒါလာလို့ရှိရင်လည်း2ဖွဲ့3ဖွဲ့အများနဲ့လာတယ်။ရက်ဆက်မရက်ဆက်မပြတ်ဘူးပေါ့နော်။အဲ့ဒီတရက်ကို နှစ်ခေါက်လာတယ်သုံးခေါက်လာတယ်အဲ့လိုမျိုးပေါ့ကျွန်တော်တို့စေကားသမားတဲ့အဆင်ပြေပါတယ်ဒလဘက်မှာခီးသွွားဧည့်သည်တွေစီးဖို့အတွက်တီးတန့်ဖွဲ့ထားတဲ့စိုက်ကားနှင်းသူ35ဦးလောက်ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ရှိပြီးစိုက်ကားစီးသူတွေထဲမှာကိုရီးယားတွေတွေမကပဲဥရောပဘက်ကခီးသည်တွေပါလာရောက်ပြီးစိုက်ကားစီးကြတာတွေရှိတယ်လို့သိရပါတယ်ခင်ဗျာ